ရေဖူရန်ဂျီမန်ကျိုးစလိုက်ပါတယ်ဒီဒီမမင်ကတော့ဗောဒလောင်ဘီချ်ကထုတ်တယ် Pink Himalayan Sauce လေးနဲ့ Grenadine တလဲသီးလေးကိုသုံးပြီးတော့မှဒီ Pink Sauce Grenadine လေးပေါ့နော် Juice လေးဖြစ်ပါတယ်အဲ့တော့မမင်တို့ကအရင်ဦးဆုံးဒီလောင်ဘီချ်ရဲ့ Grab ဒီ Grenadine လေးကိုပေါ့နော်30အမ်မြလောက်ထည့်လိုက်တယ်ထည့်ပြီးလို့ရှိရင်မင်က juice ပဲထွန်းဖို့ကြောင့်မို့လို့မြန်ရိုးရိုးရှိကိုပဲ30 ml လောက်ထည့်ပြီးတော့မှအဲ့နှစ်ခုကိုတမတော့အောင်လို့မှွေပေးလိုက်ပါတယ်ဒီနေရာမှာရိုးရိုးရင်မထည့်ချင်ဘူးဆိုလို့ရှိရင်တော့ဆိုဒါထည့်ပြီးတော့မှဆိုရ juice လုပ်လို့ရပါရဲ့ရှင်ပြီးတဲ့နဲ့မင်းတို့ကရေခဲကိုခွက်အပြည့်သိမ့်မှဖြစ်ပါတယ်ဟုတ်ရေခဲလေးပေါ့နော်ဒီခွက်အပြည့်ပေါ့အဲ့အားလေးကိုအလားလေးဖြစ်သွားအောင်လို့မင်းတို့ကပုံဖော်ပြီးတော့ထည့်မှဖြစ်ပါရဲ့ရှင်ပြီးတော့မင်းတို့ဂျိုင်းမှာပေါ့နော် ီဆိုတာဖြောမယ်ဆိုရင်တော့ဆိုတာကျူဆိုတာမဖြောဘူးဆိုလို့ရှိရင်เนาะရိုးရည်လေးကိုဖြစ်ပြီးမှဖြစ်ပါရဲ့ရှင်ပြီးလို့ရှိရင်ဘာဖြစ်ဖြောပေါ့အရသာတက်စီတဲ့ pink himalayan sauce တွေပေါ့เนาะ pink sauce တွေကိုထည့်မှဖြစ်ပါတယ်သူရတာလေးကတော့နည်းနည်းအငန်တက်လေးရှိပြီးတော့အချင်းတက်လေးပါတဲ့အခါကျလို့ရှိရင်ပေါ့เนาะကိုဖြောလိုက်တဲ့ဒီ juice တွေအရသာကိုပို့ပြီးတော့တက်စီမှဖြစ်ပါတယ် juice နဲ့လိုက်တယ်လို့ကော်တီးပိုင်းမှာဖြောလို့ရှိရင်လည်းသူကအရသာကိုပို့ပြီးတော့တက်စီတဲ့ဒီချင်းချင်းနဲ့ပေါ့เนาะငငယ်အရသာလေးဖြစ်ပါ ါရဲ့ရှင်ဒီကောင်လေးကမွှေးလဲမွှေးတယ်ထဲတဲ့အခါမှာလဲပေါ့နော်ကိုဖြော်တဲ့အသီးကို support ပြီးလုပ်ပေးပါရဲ့ရှင်အရင်ကအခုကတော့ဒီ grenadine လေးကိုပေါ့နော် pink soy နဲ့ရောထားပြီးတော့မှအရင် fresh ဖြစ်ပြီးတော့မှတောက်လို့ကောင်းတဲ့ galaxis အရသာလေးဖြစ်တဲ့ juice တစ်ခွက်ကိုဖိန်းထားဖြစ်ပါရဲ့ရှင် အဲဆိုလို့ရှိရင်အိမ်မှာလည်းဆိုင်းလုံးကြည့်လို့ရပါတယ်။ဆိုင်းမှာလည်းပေါ့နော်ရောင်ကြည့်လို့ရပါတယ်ရှင်။ဆိုတော့ဒါလေးက Go Fresh ရဲ့ Grenadine နဲ့ Long Beach က Pink Himalayan Sauce လေးပါရှင်။အားလုံးမြေကျေးဇူးတင်ပါရှင်။